်ဟယ်လိုအားလုံးမင်္ဂလာပါရှင်အဝင်းပါရှင်ဒီနေ့ဒီဗီဒီယိုလေးမှာတော့အဝင်းကိုဘယ်သူမှမမေးပေမဲ့အဝင်းကဆရာလုပ်ချင်တဲ့စိတ်ကလေးတတိတတ်နဲ့ဒီဗီဒီယိုလေးကိုလိုရမယ်ကအသုံးဝင်မဲ့အချိန်လေးဒီမှာတုံးလို့ရအောင်ဒီရွှေကျဲသီး tutorial လေးကိုတင်ပြလိုက်ပါရစေအဓိကကတော့အင်ဂျီမှာရွှေကျဲသီးတတ်မဲ့ဟာကဒါအဝင်းထွင်တာတဲ့ ကျဲဒီဒီဇိုင်းအသစ်ပေါ့နော်ရှစ်ခေတ်ကဆိုလို့ရှိရင်ဒီဘက်ကကျဲဒီဒံလေးကိုအရှိလေးလုပ်တယ်ဒီဘက်မှာဖိချုပ်တယ်ပြီးတော့ဒီဘက်ကဂွင်းလေးနဲ့အရင်ဒီမှာကျဲဒီလေးတက်တက်ပြီးတော့မှဒီဘက်မှာလာချိတ်တယ်ဒီမျိုးမလုပ်တော့အဝင်တော့ဘယ်လိုလုပ်လဲဆိုတော့ဒီကျဲဒီဂွင်းကိုအကြီးမလုပ်ဘာလို့လဲဆိုတော့အဲ့ကျဲဒီဂွင်းကကျဲဒီတက်ပြီးလို့ရှိရင်အာဘယ်လိုပြောမလဲဘေးနားမှာ ပေါ့ပွားရင်လည်းကြည့်လို့မလှဘူးကွာတိလာအဲ့လိုမျိုးနှီးတယ်ထိုင်ပြီးမဖြစ်ဘူးလို့ထင်တယ်အဲ့တော့အရင်ဆုံးဘာလို့လဲဆိုဒီဘက်ကကျဲတီကွင်းလေးကိုဒီဘက်ထဲကိုအရင်ထည့်လိုက်တယ်ကွာအရင်ထည့်ပြီးတော့မှကျမတို့ကကျဲတီတက်တယ်အရင်နီးကကျဲတီတက်ပြီးမှဒီကျဲတီကိုအရင်တက်ပြီးမှဒီဘက်ကကျဲတီကွင်းနဲ့တွားချိန်တယ်အခုဟာကျကျဲတီကွင်းကိုအရင်တက်ပြီးမှကျဲတီကိုချိန်လိုက်မယ်ကျဲတီကိုချိန်လိုက်တဲ့အခါမှာဒီလိုဖြစ်သွားပြီဒီလိုဖြစ်တဲ့ဟာကိုဒီထဲကိုပြောင်းပြန်ပြန်ပြီးတော့ထည့်ပြီး မကြည့်ဒီလိုမျိုးလေးအဲလေးထည့်ပေးလိုက်အာထည့်ပြီးပြီလို့ရှိရင်ဒီလိုမျိုးလေးပြတ်ပြီးတော့ဆွဲလိုက်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့ကျဲသည်တပ်ပုံတက်နီးလေးကိုဒါအဝင်းကအမ်လိုရမယ်အပေါ့နော်ဆင်ရင်ကြရင်ရှင်တို့လည်းတထေးမကြီးဖြစ်တဲ့အခါကြာရင်တထေးမကြီးတထေးကြီးဖြစ်မဲ့အခါကြာရင် ဒါမျိုးလေးတွေကလုပ်ရမယ့်ဆောင်းပါးတယ်စစ်စစ်တမရရှေ့ရွှေကြည်တီးအများကြီးပိုင်နိုင်ပါစေရှင့်